32ကြိမ်မြောက်တာမန်တည်င်းပတ်ရဲ့အင်္ဂါနေ့ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်15မှ24ကိုရိုနစ်အတူစပွဲ၌ထိုင်နေသူတူသည်ဤစကားကိုကြားသောအခါဖျားသခင်နိုင်ငံတော်၌ပါဝင်စားတော့ရမည်သူသည် မင်္ဂလာရှိ၏ဟုကိုရိုအားလျှောက်လေ၏သို့တော်ကိုရိုကသူ့အားမိန်တော်မူသည်ကားတခါကလူတူသည် ကြီးကျယ်ခမ်းနားသောစားတောက်ပွဲတည်ခင်း၍လူများစွာတို့ကိုဖိတ်ကြားလေ၏စားတောက်ပွဲအချိန်ရောက်သောအခါသူသည်ဖိတ်ကြားထားသူတို့ထံသို့မိမိအစီအကံကိုဆေလွတ်၍အားလုံးအစဉ်သင့်ဖြစ်ပါပြီကြွလာကြပါဟုမှားလိုက်လေ၏သို့သော ထိုသူအားလုံးတို့သည် မလာနိုင်ကြောင်းအသီးသီးအကြောင်းပြချက်ပေးကြ၏ပထမတစ်ယောက်ကအကျွန်ုပ်သည်လဲမြေတစ်ခွက်ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်ကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်ဟုဆို၏အခြားတစ်ယောက်ကလည်းအကျွန်ုပ်သည်နွားငါးရှင်းကိုဝယ်ထားသဖြင့်ကြည့်ရှုရန်သွားရပါမည်အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်ဟုဆို၏အခြားတစ်ယောက်ကလည်းအကျွန်ုပ်သည်လက်ထပ်ပြီးစားဖြစ်သောကြောင့်မလာနိုင်ပါဟုဆိုပြန်၏တို့ဖြစ်၍အစေခံသည် ပြန်လာပြီးလျှင် ထိုအကြောင်းကိုမိမိသခင်အားပြောပြလေ၏ထိုကားအရှင်သည်အမျက်ထွက်၍မြို့တွင်ရှိ လမ်းမလမ်းသွယ်များသို့အလင်းအမြန်သွားလော့ဆင်းရဲသောသူ အင်္ဂါချွတ်တဲ့သောသူ မျက်စိမမြင်သောသူခြေမတန်သောသူတို့ကိုဤနေရာသို့ခေါ်ဆောင်ခဲ့ကြလော့ဟုမိမိအစီကံအားဆိုလေ၏ထို့နောက်အစီကံကတခင်အမိန့်ရှိသည့်အရာကိုဆောင်ရွက်ပြီးပါပြီသို့တော်လည်းနေရာလွတ်ရှိပါသေးသည်ဟုပြော၏ထိုအခါတခင်ကမိမိအစီကံအားမြို့ပြင် လမ်းမများနှင့် ရွာရိုးများသို့တွား၍လူတို့ကိုမဖြစ်မနေခေါ်ဆောင်လျက်ငါ၏အိမ်ကိုပြည့်စေလော့အကြောင်းမူကားဖိတ်ကြားခြင်းခံရသောသူတို့အနေမှမိသူမြငါ၏စားတောက်ပွဲကိုမမီးဆန်းရဟု၍တင့်အားငါဆို၏ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် the desire the gift of god ကျွန်တော်တို့ရဲ့လူရင်ဆန္ဒဟာဖျားသခင်ရဲ့လက်ဆောင်တော်ပဲဖြစ်ပါတယ်။ကောင်းတဲ့အရာကို မလိုချင်ဘူး။မကောင်းတဲ့အရာကိုပို့ပြီးကမှတမဆွဲလန်းတယ်။ဒါလူသဘာဝပဲဖြစ်ပါတယ်။ဒါကြောင့်ကောင်းတဲ့အရာကိုလိုချင်တတ်မှတ်ဖို့ဆွဲဆောင်ခြင်းခံရဖို့အတွက်ဆုတောင်းဖို့လိုအပ်ပါတယ်ဆိုတာကိုသူတော်များများမကြာခဏသွန်သင်တာကိုတွေ့ရပါတယ်။အထူးသဖြင့်ဩဂတ်စတင်သွန်သင်ခဲ့တာကိုကျွန်တော်တို့ကြားသိခဲ့ရပါတယ်။ တင်းနေအင်္ဂလိပ်ဂျာမန်ကြားပါတယ်လောကအရာတွေဖြစ်တဲ့လေယာဉ်များပိုင်ဆိုင်ရာကျွမ်းဝါပြည်စည်းဥစ္စာများလူသားအနောင်ဖွဲ့များဟာ နိုင်ငံတော်ထက် ပိုမိုဆွဲဆောင်မှုအားကောင်းနေတယ်ဆိုတာကိုသိကြပါတယ်နိုင်ငံတော်လိုအပ်နေတယ်မှန်တယ်လိုမှန်းသိတော်လည်းပဲနိုင်ငံတော်ကဒီအရာတွေလောက်ဆွဲဆောင်မှုမရှိနိုင်တာကိုတွေ့ရပါတယ်လူသားရဲ့ဆန္ဒအားနည်းနေတာကိုတွေ့ရပါတယ် ဒီပုဂ္ဂိုလ်တွေဟာမသိဘူးမဟုတ်ဘူးသိကြပါရဲဖိတ်ခေါ်ခြင်းခံခဲ့ရတယ်ဆိုတာကိုလည်းပဲသူတို့သိကြပါရဲသို့သောညှင်းပယ်လျက်ရှိတယ်။ဘာကြောင့်ညှင်းခဲ့ရလဲဆိုရင်ခုနအရာတွေထက်နိုင်ငံတော်ဟာသူတို့ကိုဆွဲဆောင်မှုမရှိနိုင်လို့ပဲဖြစ်ပါရဲသူတို့ရဲ့စိတ်ဆန္ဒမရှိလို့ပဲဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်သူတို့မြတ်များဆုတောင်းကြပါရဲ to desire to do good လူဟာကောင်းတာလုပ်ဖို့အတွက်အင်မတန်မှခက်ခဲပါတယ်မကြာခဏဆိုလို့တွေ့ရပါတယ် ဆုတောင်းဖို့အတွက်စိတ်ဆန္ဒတောင်းဖြစ်ပေါ်လာစေဖို့အတွက်ဖျားသခင်ကိုထပ်ဆုတောင်းရတယ်လို့ဆိုပါတယ်ဩဂတ်စင်ဩဂတ်စင်အဆိုရဒါကြောင့်နိုင်ငံတော်ရဲ့ဆွတ်ဆောင်မှုကိုခံရဖို့နိုင်ငံတော်ကိုကြံသောအရာများအားလုံးထက်ဦးစားပေးနိုင်ဖို့ဆိုရင်ကျွန်တော်တို့စိတ်ဆန္ဒကို ရှိလာဖို့အတွက်ဆုတောင်းကြရမှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ကောင်းမှုမြစ်တာမှာအရေးတကြီးထက်သွင်းထားခြင်းဟာဒီရွယ်ချက်ရှိပါတယ်နိုင်ငံတော်ဒီရောက်ပါစေတော့ဆိုတာဟာ သူ့တက်တက်ကြီးရောက်လာတယ်ဆိုတာထက် ကျွန်တော်တို့ကလည်းပဲစိတ်ပါကိုပါလက်ခံခြင်းနဲ့စိတ်လိုအပ်တယ်ဆိုတာကိုသိတဲ့စိတ်လက်ခံမှဖြစ်မယ်ဆိုတာကိုသိတဲ့စိတ်ဒီဆန္ဒတွေဖြစ်ပေါ်လာဖို့တောင်းဆိုခြင်းထူတောင်းခြင်းပဲဖြစ်ပါတယ်ခုနပြောခဲ့သလိုဆူတောင်းမှုအရာမှာတောင်မှလူဟာစိတ်ဆန္ဒမရှိဘူးဒီလိုမရှိတဲ့စိတ်ဆန္ဒကိုဖျားသခင်ကျွန်တော်တို့ကိုဆူတောင်းခြင်းနဲ့စိတ်ဆန္ဒပေးလာဖို့အတွက်ဖျားသခင်ကိုတောင်းလျှောက်ကြရမယ်လို့ သွန်သင်ထားတာကိုကျွန်တော်တို့အတိအကျသိကြပါတယ်။လောကမှာလှုပ်ရှားသွားလာရုန်းကန်နေကြပါတယ်။ဒီလောကအရာများမှာနှိမ့်မျောမသွားဖို့အရေးကြီးပါတယ်။လောကမှာရှင်သန်မှုအတွက်လှုပ်ဆောင်ရမယ့်အရာတွေကလည်းများစွာရှိပါတယ်။လှုပ်လဲလှုပ်ရမှာလည်းပဲဖြစ်ပါတယ်။သို့သောဒီလိုလှုပ်ကိုင်နေရင်းနဲ့အတိအကျဦးစားပေးရမှာကနိုင်ငံတော်ရဲ့ဖိတ်ခေါ်သံမှန်ဖြစ်ပါတယ်။လိုချင်တောင်းတနေတဲ့အရာများထာဝရစင်ထာဝရရမယ်နေရာဟာနိုင်ငံတော်သားလည်းဖြစ်တယ်ဆိုတာကို မှတ်ယူကြမှာလည်းဖြစ်ပါတယ်။နိုင်ငံတော်မှသာလျှင်တူးစီရဲ့လူဝင်တောင်းတချက်များအပြည့်ဝစုံလင်ခြင်းတို့ရောက်ရှိမယ်ဆိုတာကိုယုံကြည်ကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မဲပထမကျမ်းမှာစိန်ဘောရိုမန့်စ်မှာပြောထားတာကဖျားသခင်ကြီးစုတော်တွေကိုအသုံးချရဖို့အသုံးပြုရဖို့သွန်သင်ထားတာကိုလည်းပဲတွေ့ရပါတယ်။လောကအရာများဟာမလိုဘူးမဟုတ်ဘူးလိုပါတယ်။အသုံးမပြုရဘူးမဟုတ်ဘူးအသုံးပြုရပါတယ်။ရှာဖွေစုဆောင်းသုံးမိရပါတယ်။ ။သို့တော်တစ်ချိန်မီနဲ့မှလည်းပဲအဓိကဦးစားပေးရမယ့်အရာကတော့နိုင်ငံတော်သားလင်ဖြစ်တယ်ဆိုတာကိုမှတ်သားကြမှာလည်းဖြစ်ပါတယ်။ကိုရိုင်းနိုင်ငံတော်သည် ရောက်ပါစေတော့။